လူဖီကကိုဘီပြောပြတဲ့အတိုင်းပေနေတမျှကျေးစားလူမိုက်မဟုတ်ဆိုဇိုရိုကိုရှာဖို့ရေတက်အချင်းထောင်စီကိုဥတီလာပါတယ်။ဒီကီးမှာလူဖီကတော်လေးတက်ကြွနေခဲ့ပေမဲ့ဇိုရိုရဲ့အကြောင်းကိုသိတဲ့ကိုဘီကတော့စိတ်ညစ်နေပါတယ်။သူကြောက်ဖူးထားသမျှဇိုရိုဆိုတာအစစ်မြင့်ဓာတ်တိုင်းသမားဖြစ်တဲ့အပြင်ကိုမှဝါသနာအရလူမိုက်တွေကိုလိုက်လံတက်ဖြတ်နေတဲ့အပြင်သူ့ကိုလူတိုင်းကဓမြမဟုတ်ဆိုလို့တောင်တင်စားရတဲ့အထိနာမည်ကျော်ကြောင်းပြောပြပါတယ်။နောက်ဆုံးတော့လူဖီရဲ့လေလေကကန်းနာကိုကတ်လာခဲ့ပြီးကိုဘီကတော့အဖွဲတဲကိုဇိုရိုလိုလူဆိုးကိုခေါ်ဖို့တွေးထားတဲ့အကြောင်းကလုံးဝမကောင်းဘူးလို့ဒရွတ်တို့ပြောနေပါတယ်။ လူဗီကဇိုရိုကိုအဖွဲထဲခေါ်သိမခေါ်သိကဇိုရိုပေါ်မူတည်နေပြီးတကယ်ဆိုးလားမဆိုးလားဆိုတာကိုအကဲဖြတ်ရအောင်မယ်လို့ပြောကောင်ဘေးနားမှာအသီးဆိုင်ကနေဇိုရိုအကြောင်းမိလိုက်ပါလိဒါပေမဲ့ဒူရီအားလုံးကဇိုရိုနာမည်ကိုကြားလိုက်ရတာနဲ့အကုန်လုံးလန့်သွားကြပါလိဘသူ့ကိုမှမီးလို့မရတဲ့လူဖီကရေတက်စကန်ကိုပဲသွားရတော့မှမလို့ကိုဘီကိုလည်းမင်းကရေတက်ထဲဝင်မှမလားလို့မိလိုက်ပါလိကိုဘီကတော့အခုချိန်ထိရေတက်ထဲကိုဝင်ဖို့အဆင်သင့်မဖြစ်သေးဘူးလို့ပြောရင်သူကြားမှုတွေထဲမှာဒီရေတက်ရဲ့ကပတိန်ကမော်ဂန်လို့ပြောလိုက်တဲ့အချိန်မှာပဲလူရီအားလုံးကထပ်ပြီးလန့်သွားကြပြန်ပါလိ ဇိုရိုလိုနာမည်ကျော်လူစုကိုလမ်းနာကကိစ္စမရှိပေမဲ့ကပတိန်မော်ဂန်လိုရေတပ်အရာရှိကိုလမ်းနာကတော့တော်တော်လေးကိစ္စရှိနေပြီဖြစ်တာကိုနှစ်ယောက်လုံးရိပ်မိနေပါတယ်။သူတို့နှစ်ယောက်ကရေတပ်ရဲ့စခန်းရှိကိုရောက်ပြီးကိုဘီကသူငယ်စဉ်ကလေးကဖြစ်ချင်တဲ့ရေတပ်အိမ်မဲရဲ့လမ်းစားကိုရောက်ပြီးမှဝမ်းသာမြေကြီးတောင်ကြလာပါတယ်။လူဗီကရေတပ်စခန်းနေရန်ကနေဇိုရိုကိုရှာဖွေနေပြီးနောက်ဆုံးမှာတော့ဆာမူရိုင်းဝစ်ဆောင်ဝစ်ဆင်ထားတဲ့ဇိုရိုကိုလူတပ်ကွင်းထဲမှာအဖမ်းခံထားရတာကိုတွေ့လိုက်ရပါတယ်။အမြင့်မာရင်ကြောက်နေပြီဖြစ်တဲ့ကိုဘီကလူဖီကိုဇုံးမလို့ဖို့တားနေပြီး ။လူဖီကတော့ဇိုရိုရဲ့ကြိုးတွေကိုဖြီးဖို့အတွက်စိတ်အားထက်သန်နေပါရီ။ဒါကိုတွေ့သွားတဲ့ဇိုရိုကလူဖီနဲ့ကိုဘီကိုဟေးကောင်နေမင်းတို့ဘာလုပ်နေကြတာလဲ။မျက်စိနောက်တွေငါရှိကနေမြန်မြန်သွားလို့မောင်းထုတ်လိုက်ပါရီ။အဲဒီချိန်လူဖီတို့ဘေးကနေလှေကားတစ်ခုရောက်လာပြီးကလေးမလေးတစ်ယောက်ကဇိုရိုရဲ့နောက်ကိုခုန်ပြီးသွားပါရီ။ပြီးတော့သူယူလာခဲ့တဲ့သူမလှုပ်ထားတဲ့ပထမဆုံးထမင်းစုပ်လေးတွေကိုဇိုရိုကိုကမ်းပေးနေပါရီ။ဇိုရိုကကလေးမလေးကိုစိတ်ပူတာမို့အမြန်ပြန်မှုနှင်ထုတ်နေတဲ့အချိန်မှာပဲအဝါရောင်စပင်နဲ့ခက်ကြောင်ကြောင်လူတယောက်ကသူ့ကိုအနားကိုရောက်လာပြီးကလေးမလေးရဲ့ထမင်းကိုလှူစားသွားပါတယ် သူကတော့ကပ်တိန်မော်ဂန်ရဲ့သားဟက်မန်ဘူဖြစ်ပြီးဂလီမာလီရဲ့ထမင်းဆုပ်လက်ရာကအရသာလုံးဝမကောင်းတာကြောင့်ထမင်းတွေအကုန်လုံးကိုဖျက်ဆီးပစ်လိုက်ပါတယ်။အဲ့ဒါအပြင်သူ့ရဲ့အဖေရဲ့အမေအရချိုးပြီးခံထားရတဲ့ရာဇဝတ်သားတွေကိုလာပြီးကူညီသူဘသူ့ကိုမစိုးအသက်ပြစ်ဖို့ညွှန်ထားတယ်လို့ပြောကဂလီမာလီကိုအဝေးကိုလွှင့်ပစ်ခိုင်းပါတယ်။ရည်တသားတွေကမလုပ်ချင်ပေမဲ့ဟမ်မန်ပူရဲ့အာနာကြောင့်ကလေးမလေးကိုလွှင့်ပြလိုက်ပါရီပြီးတော့ဇိုရိုကိုလည်းမထီထီထီတွေပြောပြီးနောက်ဆက်ရက်အတွင်းမတီအောင်နေလို့တတိပေးကထွက်သွားပါရီရင်းမြစ်ခဏရရတဲ့ကလေးမလေးကိုလူဖီကကဲတင်ပေးပြီးဇိုရိုစီကိုထွက်သွားပါရီ ဇိုရိုကလူဖီကိုဒီကိုမလာဖို့ပြောပေမဲ့ခေါင်းမာရီလူဖီကစကားနားမထောင်ပဲမင်းကနာမည်ကြီးတဲ့လူဆိုမလားဘာလို့အဖမ်းခံရတာလဲလို့မေးလိုက်ပါလိပြီးတော့အစားမစားရတာကြားတဲ့ဇိုရိုကိုကြည့်ပြီးမင်းနေရာမှာငါသားဆိုဆယ်ရက်မပြောနဲ့သုံးရက်လောက်နဲ့တင်သိမှာပါလို့အားပေးနေပါလိဇိုရိုကဒီဆယ်ရက်အတွင်းသူလုံးဝမတည်အောင်နေမှာလို့ကြွေးကြော်ကဟမ်မန်ဘိုဖျက်ဆီးခဲ့တဲ့ကလေးမလေးရဲ့ထမင်းလေးကိုကောက်ပေးဖို့အခုညီတောင်းပြီးငြိမ်ရှက်ရေးစားလိုက်တဲ့အပြင်ဒီထမင်းအတွက်ဂျေဇုတင်စကားပါပြောလိုက်ပါလိလူဖီကကလေးမလေးကိုဒီအကြောင်းကိုပြန်ပြောလိုက်တဲ့အခါကလေးမလေးကရမ်းဝမ်းသာသွားပြီး ဇိုရိုအခုလိုမျိုးတက်ကွေးထဲမှာဖမ်းခံရတာကသူတို့ကြောင့်မှဆိုတာကိုရှင်းပြလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဟမ်မန်ပူကသူ့ရဲ့ခွေးတစ်ကောင်နဲ့အတူမြို့ထဲမှာလက်ရလက်ရရှောက်လိုက်ပြီးကလေးမလေးတွေရဲ့ဆိုင်ကိုပြသနာဝင်ရှာပါတယ်။ကလေးမလေးကခွေးကိုရိုက်လိုက်တာကြောင့်ဟမ်မန်ပူကကလေးမလေးကိုနှိပ်စက်နေတော့မှဇိုရိုကဝင်ပြီးကာကွယ်ပေးခဲ့ပါတယ်။ဟမ်မန်ပူကဇိုရိုကိုမြင်ပြီးကြေးစားလူစုံမှန်းသိတာကြောင့်သူ့အဖွဲ့နဲ့ပေါင်းပြီးဖမ်းဖို့ကြိုးစားပေမဲ့ဇိုရိုရဲ့လက်ရည်ကိုမရှင်နိုင်တာကြောင့်တကယ်လို့သာဇိုရိုကိုဖမ်းခံရရင်ရေတပ်ကိုအာခံမှုနဲ့ကလေးမလေးတို့သားမိကအသက်ခံရမှာဖြစ်ပြီး ဇိုရိုကသာစာဝင်ဖမ်းခံပြီးဒလပိရာနဲ့ပြန်လွှတ်ပေးမယ်လို့ကမ်းလှမ်းတာမို့ဇိုရိုကအသားတကြီးဖမ်းခံလိုက်ပါရီအခုကသုံးဘက်ရောက်နေပြီမို့လို့နောက်ဆက်ရက်နေရင်လွတ်ဖို့ရနီးစပ်နေပြီမဲ့ဟမ်မန်ဘူကကလီမာလီရိုရဲ့ဆိုင်ကိုရောက်လာပြီးဇိုရိုကိုတတ်ပြစ်တော်မယ်လို့ပြောပါရီအဲ့ဒါကိုကြားလိုက်တဲ့လူဖီကသူ့ရဲ့အမန်တရားပတ်တော်သားစိတ်တက်နဲ့ဂရီတစ်ခုကိုလွယ်လွယ်ချိုးဖောက်တတ်တဲ့ဟမ်မန်ဘူကိုစိတ်ပါလက်ပါအားရပါရတီးပြစ်လိုက်ပါရီဟမ်မန်ဘူကသူ့ကိုရိုက်တဲ့အပြင်သူ့အဖေမော်ဂန်နဲ့တိုက်မယ်လို့ပြောပေမဲ့လူဖီကတော့ဘာမှကိယူမဆိုင်တဲ့အပြင်မင်းအဖေလည်းငါမကြောက်ဘူးမင်းတို့ရေတပ်ကိုလည်းငါမကြောက်ဘူး ဇိုရိုကိုငါးဖွဲ့တဲ့ထဲကိုထည့်မယ်လို့ပါတန်နိဒန်ချလိုက်ပါတယ်ဟမ်မန်ပါကသူ့အဖေမော်ဂန်ရှိတဲ့ရေတပ်စခန်းကိုပြေးလာပြီးသူ့အတွက်လူတယောက်ကိုတပ်ပေးပါလို့တောင်းဆိုတဲ့အချိန်မှာလူဗီကလည်းဇိုရိုစီကိုပြန်ရောက်လာပါပြီအစားမစားရတာရဲချီနေပြီဖြစ်တဲ့ဇိုရိုကသူ့ရဲ့ငယ်ငယ်ချင်းမလေးကိုပေးထားတဲ့ဂရီအတိုင်းမတိအောင်အားတင်းနေပါတယ်အဲ့ဒီညကိုလူဗီကရောက်လာခဲ့ပြီးမင်းငါရဲ့ပင်တယ်မြအဖွဲ့တွေကိုဝင်မလားလို့မေးလိုက်ပါတယ်ဇိုရိုကအဲ့လိုမျိုးလူမိုက်အဖွဲတွေကိုဝင်ဖို့စိတ်ကူးမရှိဘူးလို့ညင်းဆိုပေမဲ့မင်းကလည်းအခုကြီးစားသမျှလို့နာမည်ဆိုးတွေ့နေတာပဲ ငါရဲ့ဖွဲ့တွေကိုဝင်လိုက်စမ်းပါလို့လူဖီကထပ်ပြီးတောင်းဆိုပါတယ်။အဲ့တော့အပြင်လူဖီကဟမ်မန်ဘိုယူသွားတဲ့ဇိုရီရဲ့ဓာတ်တွေကိုပြန်ပြီးယူပေးမယ်။ပြီးရင်တော့သူ့ဖွဲ့တွေဝင်ရမယ်လို့ပြောပြီးရေတက်စကန်နဲ့ကိုသူ့ရဲ့ရာဝါဒုံးကြီးအစွမ်းနဲ့လက်ခနဲဝင်ပြီးသွားပါတယ်။ဟမ်မန်ဘိုကသူ့ရဲ့မျက်နှာကိုရိုက်သွားတဲ့လူဖီကိုသူ့ဖေအားကူနဲ့တိုက်နေခဲ့ပေမယ့်ကပ်တိန်မော်ဂန်ကသူ့တပွားလုံးဟမ်မန်ဘိုကိုမြိုက်ခဲ့တာကဒီလိုကြောင်တောင်တောင်တားအတွက်သူ့ရဲ့ရိုက်ချက်တွေနဲ့မတန်လို့ပဲဖြစ်ပါတယ်။အခုလေကပ္တိန်မော်ဂန်ကသူ့သားရေးစိတ်မပူပဲသူ့ရဲ့အာနာပါဝါရီကိုသာမှတ်မောနေတဲ့အပြင် သူဖမ်းထားခဲ့တဲ့ရာဇဝတ်သားဆိုတော့ကိုကလီမာလီကထမင်းလာပြီးကျွေးတာကိုသိတာကြောင့်ဒေါသပုံထားနေပါတယ်။ကပတိန်မော်ဂန်ကဒီလိုမျိုးတစ္ဆာဖောက်တွေကိုချက်ချင်းတက်ပြရမယ်လို့အမိန့်ထုတ်ထားတာကိုတော့သူ့ရဲ့သားကမတတ်တာမို့ဂျိမ်းမောင်းနေခဲ့ပြီးသူ့သားကလည်းကလေးလေးပဲရှိသေးတာကြောင့်မတတ်ရဘူးလို့ညင်နေပါတယ်။ကပတိန်မော်ဂန်ကသူတည်ထားတဲ့အာနာဆိုတာသူ့လုံးသမ ्या လို့သူပြောသမ ्या စကားအားလုံးကအမှန်နေပဲလို့ပြောပြီးသူ့ရဲ့တပည့်တယောက်ကိုကလီမာလီကိုသွားတက်ခိုင်းလိုက်ပါတယ်။ ပြည်တာနဲ့အနည်းနည်းလာလာအတူမတ်ခဲ့ရတဲ့သူ့ရဲ့အာနာပါဝါအရှိဆုံးရုပ်ထုကြီးကိုရေတပ်စခန်းရဲ့ထိပ်မှတင်ကျင်တဲ့ဆန္ဒကိုဖြည့်တင်နိုင်ပြီဖြစ်တာကြောင့်ဘေးရောက်မှသူ့ဘက်ကအတင်းဆောင်မခံနိုင်ဘူးလို့ပြောလိုက်ရင်ရေတပ်သားတွေကိုရုပ်ထုတဲဖို့ပဲတေချာကျိုးဆွဲခန့်လိုက်ပါတယ်။ကြီးမားတဲ့ရုပ်ထုကြီးရဲ့လက်ကရေတပ်စခန်းရဲ့ခေါင်းမိုးကိုတဲတဲကြီးတိုက်မိသွားတာမို့ကျေလောင်တဲ့အတန်ကြီးတန်ထွက်လာခဲ့ပါတယ်။ဒီတန်ကိုကြားလိုက်တာနဲ့ကပ္ပတိန်မော်ဂန်ကငါ့ကိုထိရင်တော့အဲ့လောက်မနာဘူး။ငါရုပ်ထုကိုမထိနဲ့။သူ့ကိုတစ်ချက်ထိတာနဲ့ငါ့ကိုစော်ကားသလိုပဲလို့အတဘုံကောပြီးတပ်သားကိုပိတ်တီးဖို့လုပ်လိုက်ပါတယ်။ အောက်ကနေဇိုရီရဲ့ဓာတ်ကိုရှာဖို့ထွက်လာတဲ့လူဖီကအဲ့ဒီတန်ကြီးကိုကြားလိုက်တာကြောင့်အပေါ်ကိုတက်ဖို့သူ့ရဲ့ rubber လက်စွမ်းနဲ့အတူခုန်တက်လာပါလေ။ကပ္ပတိန်မော်ဂန်အပါအဝင်အားလုံးကအောက်ကနေပလင်းကြီးခုန်တက်လာတဲ့လူဖီကြောင့်အံ့ဩသွားခဲ့ပြီးလူဖီကအချိန်ရမ်းမြန်သွားတာကြောင့်သူ့ရဲ့လက်ကအယုတ်ရဲ့ကျိုးကိုလမ်းဆွဲမိလျက်အသာဖြစ်သွားပါလေ။ဒါပေမဲ့ကျိုးရဲ့တင်ဟာကြောင့်အယုတ်ကြီးကပြုတ်ကျသွားတဲ့အပြင်ဒစားစီပါပြက်စီးသွားတာမို့ကပ္ပတိန်မော်ဂန်ကဒေါသကြီးကျက်ထွက်သွားပါလေ။အဲ့ဒါကြောင့်လူဖီကိုတတ်ဖြစ်မယ်လို့အော်ပြောလိုက်တဲ့အခါမှာတားဖြစ်သူဟမ်မန်ဘူကသူ့ကိုရိုက်တဲ့ကောင်ကလေလူဖီပါလို့အော်ပြောလိုက်ပါရီ ဟမ်မန်ဘူကိုမြင်လာတဲ့လူဖီကချက်ချင်းပဲဆွဲလာပြီးဇိုရီရဲ့ဓာရီရှိတဲ့စီကိုလိုက်ပို့ခိုင်းပါတယ်အားလုံးကအကြောင်းလမ်းမရှိတဲ့လူဖီကိုအံ့အားသင့်နေပြီးကပ်တိန်မော်ဂန်ကတစ္ဆာဖောက်တီအများကြီးထွက်လာတာပါလားလို့တွေးလိုက်ပါတယ်လေသာကြီးပြီးတက်တီမရှိတဲ့ဟမ်မန်ဘူကလူဖီရဲ့လက်ထဲမှာကြောက်တဲ့နေကြနဲ့ဘန်းရောင်ဆန်ဆန်အခန်းစီကိုလိုက်ပြီးပို့ပါတယ်အခန်းထဲမှာတော့ဓာသုံးချောင်းကိုတွေးလိုက်ပေမဲ့ဘေဟာကဇိုရီရဲ့ဓာဆိုတာကိုမသိတာမို့လူဖီကမေးဖို့ကြိုးစားပေမဲ့တက်တီရှင်ကြီးဟမ်မန်ဘူကတတိပါကောက်လက်သွားတာကြောင့်သူလဲဓာသုံးချောင်းစလုံးကိုပါယူလာပါတယ် ဂျိုးကိုဒိတ်ဒိတ်လေးလာဖီပေးနေတဲ့ကိုဘီကိုတလားပြေးမှပြန်ထွက်ချင်တဲ့ဇိုရိုကဂျိုးမဖီပေးဖို့ညင်နေပါလိမ့်။ဒါပေမဲ့ဂရီမတီတဲ့ဟမ်မန်ဘူကဇိုရိုကိုမနဲ့ပြန်တတ်တော့မှမို့လူဖီကဒေါသထွက်ပြီးရိုက်လိုက်တယ်လို့အစအဆုံးရှင်းပြပါလိမ့်။အကြောင်းဆောင်တီသွားတဲ့ဇိုရိုကဒေါသထွက်သွားတဲ့အချိန်သူ့ရဲ့စီကိုကပ္ပတိန်မော်ဂန်ကအင်အားတစုနဲ့အတူရောက်လာခဲ့တာမို့ကိုဗီကလန်သွားပေမဲ့ကျုပ်ကတယောက်သေးပဲတိုက်တက်တာခမည်းလူမျိုးတော့အုပ်စုဖွဲ့ပြီးမမိုက်ဘူးလို့ပြောပြီးကပ္ပတိန်မော်ဂန်ကိုရန်ဆလိုက်ပါလိမ့် ဒေါသထွက်နေတဲ့ကပ္ပိန်မော်ဂန်ကလည်းသူ့ရဲ့တပည့်တွေကိုဇိုရိုစီကိုတနက်နေ့ပြစ်ဖို့အမိန့်ပေးလိုက်တဲ့အခါအားလုံးကတနက်မှန်သွားပြီလို့ထင်လိုက်ကြပေမဲ့ဂျာရီကလည်းလူဖီကဝင်ပြီးခံပေးလိုက်ပါရီရာဝါလူသားဖြစ်တဲ့လူဖီကသူ့ရဲ့ကြောမှာမှန်နေတဲ့ကြည်တွေကိုပြန်ဖယ်ထုတ်လိုက်တဲ့အခါအားလုံးကအလံတရားဖြစ်သွားပြီးလူဖီကတော့ငါပြောသားပဲငါ့ကိုတတ်လို့မရပါဘူးလို့ဂုံယူစွာပြောလိုက်ပါရီ